လုပ်ငန်းရှင်တယောက်ပြီးပြီးစံဝန်ထမ်းနဲ့ဖြစ်တဲ့ပြဿနာကိုပညာသားပါပါဖြစ်ရှင်းသွားခဲ့တဲ့ပူဇော်ပြုခင်ပူဇော်ပြုခင်တို့နဲ့စံဝန်ထမ်းရင်ရန်တို့ရဲ့ပြဿနာကတော့ဒီအပိုင်းအတွက်မှလူပြောများနေခဲ့တာပါစံဝန်ထမ်းနဲ့အကိုထွန်းတို့ကြားထဲမှာနားလည်မှုလွမ်းမပြီးတဲ့နောက်ရင်ရန်ကလည်း TikTok မှာသူ့အဖြစ်တွေကိုပြပြလိုက်ပါတယ်အကိုထွန်းကလည်းသူ့ဆိုင်နာမည်ကိုထိခိုက်အောင်ပြောရဲဆိုပြီးတော့အမှုဖွင့်ထားခဲ့ပါတယ်ရင်ရန်ကသူ့အဆောင်မှာတော့မနေရတော့လို့တခြားနေရာမှာပြောင်းနေခဲ့ရပြီးတော့လာဖမ်းမှာကိုကြောက်နေခဲ့ရပါတယ်ပူဇော်ပြုခင်ကလည်းရင်ရန်ကိုကိုမှန်တဲ့ထင်ရင်တရားပြန်ဆွဲပါဆိုတဲ့အထိအချင်းကြီးကကျင်းမာမှုတွေရှိခဲ့ပါတယ် ။ဒါကြောင့်ဇန်ဝန်တန်းကိုတနာခဲ့ကြပြီးတော့ပူဇာပြုခင်တို့ကငွေရှိတယ်ဆိုပြီးတော့ပေါင်ဝါပြတယ်လို့ထင်လာခဲ့ကြတာပါ။အမှုဖွင့်ထားတဲ့အတန်းအရေးယူပြီးတော့ရရန်ကိုဖမ်းလိုက်ရင်တော့အတိတ်မကမျက်နှာပြက်စရာတွေဖြစ်လာနိုင်တဲ့အပြင်ဆိုင်းရဲစီးပွားရေးကိုလည်းထိခိုက်လာနိုင်မှာကိုဘေးလူတွေတောင်ကြိုမြင်လာပါတယ်။ရရန်ဘက်ကလည်းလာဖမ်းရင်အဖမ်းခံရအောင်သာရှိပြီးတော့ဘာမှပြန်မလုပ်နိုင်တာကြောင့်ဆိုရှယ်မီဒီယာကနေပြီးတော့ကြောင်းမှန်တယ်လို့အင်အထိလည်းတောင်းရောက်ပြီးတော့ကြောင်းမှန်ခဲ့ပါတယ်။ပူဇာပြုခင်တဲ့အကိုထွန်းတို့ကအမှုဖွင့်ထားတဲ့ဆိုပေမဲ့လည်းမရင်တကြလာကြောင်းသူတို့အချင်းချင်းပြန်လည်ပြီးတော့အဆင်ပြေသွားခဲ့ကြပါပြီနော်။ဆန်ဝန်တန်းကလည်းအကိုထွန်းတို့ကိုပြန် ြန်လည်တောင်းပန်ခဲ့တာကိုလက်ခံခဲ့တဲ့အပြင်ပိုးချပြုခင်ကလည်းအမှုကိုပိတ်သိမ်းပေးလိုက်ပါတယ် တယောက်နဲ့တယောက်ကြားမှာအလုပ်တွေလည်းလုပ်လာခဲ့တာကြားပြီးဖြစ်တာကြောင့်ဒီကိစ္စကိုဖြေရှင်းလိုက်ပြီးဖြစ်ပြီးတော့နှစ်ဖက်ကြားမှာအရန်ညိုးတွေလည်းပြေလည်သွားပါတယ်။ဘိုးကြောင့်ယူခင်ကတော့အချိန်မနှောင့်ခင်မှာဒီကိစ္စကိုပြီးစင်အောင်ဖြေရှင်းလိုက်တာဖြစ်ပြီးအကိုကျွန်းဘက်ကလည်းဝန်ထမ်းအမျိုးသားကိုနားလည်ပေးလိုက်ပါတယ်ရှင်။အကိုကျွန်းကိုအရင်ကတည်းကလူအများကဝေဖန်ခဲ့ကြပြီးတော့ဒီလိုပြဿနာဖြစ်လာတဲ့အချိန်မှာတော့စိတ်ရင်းတွေကပေါ်ထွက်လာပြီလို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အကိုကျွန်းကတော့ဂျာဟာသူ့ရဲ့ပင်ကိုမျက်နှာထားဖြစ်ပြီးတော့အချိန်မလွဲဖို့ကိုလည်းပြောထားပါသေးတယ်။မျက်နှာကိုခက်တီတီပဲနေတက်လို့ဘိုးကြောင့်ယူခင်ကိုတော့တစ်ခါတရံမှသာပြုံးပြတတ်တဲ့အထိမျက်နှာတီ လေးရှိပြီးတော့ရုံနဲ့စိတ်ကလိုက်ဖက်တယ်လို့မပြောစေချင်တဲ့သူပါသူရဲ့အသက်23နှစ်ကနေ36နှစ်အထိတော်ရမ်းမှာပဲအလုံးလုံးလာခဲ့တာဖြစ်လို့အကိုချွန်းကတော့ပေါင်းတဲ့ဆက်ဆံရေးမှလည်းအားနေတဲ့အကြောင်းဝန်ခံထားပါတယ် ဖြစ်လာတဲ့ပြဿနာကိုအညံသာဆုံးနည်းနဲ့ဘယ်လိုကျော်လွှားမလဲဆိုတဲ့နေရာမှာအားနေသူဖြစ်လို့ဒီလိုပြဿနာတွေပေါ်လာရတယ်လို့ဆိုပါတယ်။ပြောရမယ်ဆိုရင်တော့ပုံမှန်လင်းလင်းပြောတတ်တဲ့အကိုချွန်းကလူအများကိုလည်းအထင်မလွဲစေလို့ပဲသူတို့ရဲ့ပြဿနာကတော့ပြေလည်သွားပြီဖြစ်လို့ဆံဝန်တန်းလေးလည်းပြန်လည်ပြီးတော့အလုပ်လုပ်ကြမှာပါ။ဆံဝန်တန်းကအသက်လည်းငယ်သေးလို့နောက်ပိုင်းမှာလည်းလူများစွာနဲ့ထိတွေ့ဆက်ဆံပြီးတော့အလုပ်လုပ်ရအောင်မှဖြစ်တာကြောင့်ခန်းစားချက်တွေနဲ့လုပ်ငန်းခွင်ကကိစ္စတွေကိုမကြာခဏဆိုရှယ်မီဒီယာပေါ်မှာမတင်မှုအတွက်လည်းစုံမလိုက်ပါတယ်။ ီပြဿနာတွေဖြစ်လာတဲ့နောက်မှာတော့ပြည်သက်တွေကတော့ပူဇော်ပြုခင်ကိုချီးကျူးနေကြပါတယ်ရှင်။ပူဇော်ပြုခင်ကမကြာခင်မှာကလင်းမူဖွားတော့မှဖြစ်ပြီးတော့နေစီလာစစ်ဖြစ်နေပြီမဲ့ဒီပြဿနာကိုလူအများအချက်မလွဲအောင်ဖြေရှင်းသွားနိုင်ခဲ့ပါတယ်။သူမရဲ့ခင်မုံကိုလည်းလူအများပြန်လဲကြည်ပြူလာအောင်ဝန်ထမ်းတွေကိုလည်းဘေးကင်းသွားအောင်လို့အလိမာနီကိုတုံနိုင်ခဲ့တာကြောင့်အခုတွင်းကပူဇော်ပြုခင်လို့အရေးအကဲနားလေသူကိုလက်ချက်ထားတာကတကယ့်ကိုကံကောင်းသွားတာပါရှင်။ဆောင်တန်းလေးဘက်ကနေဒေါသထွက်နေတဲ့သူတွေကတော့အခုချိန်မှာခင်မမို့အေးတွေဖြစ်သွားကြပါပြီ။သူတို့နှစ်ဦးနှစ်ဖက်ကချစ်ကြည်ရေးတွေယူလိုက်ကြပြီဖြစ်လို့အခုတွင်းကိုဝေဖန်ကြသူတွေကလူ ူစုကြီးတွေဖြစ်သွားကြပါပြီ။ဆိုရှယ်မီဒီယာမှာပြဿနာတွေဖြစ်လာတဲ့အခါမှာအားနေသူတွေဘက်ကယက်တီပေးတတ်ကြတဲ့လူအုပ်ကြီးကခင်မမို့အေးတွေဖြစ်သွားပြီးမဲ့အင်အားနည်းတဲ့ဆိုင်ဝန်ကြမ်းလေးကိုအမှုပိတ်ပေးလိုက်တာနဲ့တင်ကိုဝန်တာနေကြပါတယ်။မကြခင်မှာမူဖွားတော့မှဖြစ်ပေမဲ့ဆိုင်ဝန်နဲ့အဖြစ်ချက်ပြဿနာကိုလုံးမမခံရအောင်ဖြေရှင်းနိုင်ခဲ့တဲ့ပို့ချပြုခင်အပေါ်ပြည်သက်ကြီးတို့ရောဘယ်လိုများထင်မြင်မိလဲဆိုတော့ကောမမပြောခဲ့ပါဘူး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။